အပြုသဘောမဆောင်တဲ့စိတ်ခံစားချက်သဘောထားတွေဟာယောဂဖြစ်စေနိုင်မှုအပေါ်များစွာဖိအားတက်ရောက်စေနိုင်ပါတယ်လူတယောက်ရဲ့အုံနောက်မှာရှိတဲ့နှစ်ကြောဖွဲ့စည်းတွေဟာခန္ဓာကိုယ်အတွင်းမှာရှိတဲ့ဟော်မုန်းတွေဆဲတွေအင်္ဂါစိတ်ပိုင်းတွေနဲ့ဆက်သွယ်နေတဲ့အတွက်ကြောင့်စိတ်ခံစားချက်ဖြစ်ပေါ်မှုဟာကျန်းမာရေးချို့တဲ့ခြင်းနဲ့များစွာဆက်ဆက်မှုရှိနေပါတယ် စိတ်ဆိုးခြင်းတွေစိုးရိမ်ပူပန်ခြင်းတွေစိတ်ဓာတ်ကျခြင်းတွေဟာနှလုံးရောဂါဖြစ်နိုင်ခြေကိုအခွင့်အလမ်းများစေပါတယ်။ဒါတွေအပြင်စိတ်ထိခိုက်ခြင်းကြောင့်ဖြစ်ရတဲ့ဘဝနေထိုင်မှုပုံစံမမှန်တာတွေဖြစ်တဲ့အရက်တောက်တာ၊မူရည်စေဝါသုံးဆွဲတာ၊အစာစားခြင်းစိမ်မရှိတာတွေကြောင့်နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးတွေကို ခံစားရစေနိုင်ပါတယ်။ဒါကြောင့်မိတ်ဆွေရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့စိတ်ခံစားချက်၅မျိုးနဲ့အတူ အဲ့ဒီစိတ်ခံစားချက်တွေကိုဘယ်လိုပြုပြင်ရမလဲဆိုတာတွေကိုပါဒီဗီဒီယိုမှာတွဲဖက်ပြီးဖော်ပြပေးသွားမှာပါစိတ်ခံစားချက်တွေကိုမဖော်ပြခင်မှာကျမ်းမာရေးနဲ့ပတ်သက်တဲ့ဗီဒီယိုတွေအလားအပါနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုကျွန်တော်ရဲ့ channel ကနေအမြဲတင်ဆက်ပေးနေတာမို့ channel ကို subscribe လုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအခမဲ့နားဆင်နိုင်ဖို့အတွက်ဘီကနိုဒီဘဲကိုလည်းနှိပ်ထားခဲ့ပါအောင်နံပါတ်1စိတ်အလိုမကြခြင်းစိတ်အလိုမကြခြင်း ဒေါသထွက်ခြင်းတွေဟာအသည်းနဲ့တီးကျိအိတ်ကို ထိခိုက်စေနိုင်ပါတယ်ဒီလိုဖြစ်တဲ့အခါအများအကျိုးပြုလုပ်ငန်းတွေမှာ ပူပေါင်းပါဝင်လုပ်ကင်ပေးပါစိတ်ရလိုမကြတာတွေပျောက်ပြီးစိတ်ကိုတည်ငြိမ်အေးချမ်းစေပါတယ်နေ့စဉ်နံနက်တိုင်းရင်ွေးထဲမှာတံမြာရီပြားရီကိုရောစက်ခါတောက်ပေးတာ အစီများတဲ့အစားအစာတွေကိုလျှော့စားတာတွေကလည်းစိတ်ကိုလန်းဆန်းစေပါတယ် နံပါတ်2စိုးရိမ်ပူပန်ခြင်း စီဝါရေးကိစ္စစာမှုဘဲကိစ္စအခြေရေးကိစ္စတွေဟာစိုးရိမ်ပူပန်မှုကိုဖြစ်စေနိုင်တဲ့အ धिक အကြောင်းအရာတွေဖြစ်ပါတယ်စိတ်ပိစီးမှုများခြင်းဟာခန္ဓာကိုယ်အတွင်းယောဂဝင်ရောက်မှုကိုလွယ်ကူစေပါတယ်ဒါကြောင့်စိတ်ပိစီးမှုများနေချိန်မှာ ကဖင်းဓာတ်ပါဝင်တဲ့အစာအစာတကြားပါဝင်တဲ့အချို့ကဲအစာအစာတွေစားသုံးမှုကို ရှော့ချသင့်ပြီးစွပြုတ်ပူပူနွေးနွေးကဲသို့အနှွေးဓာတ်ကိုပေးစွမ်းနိုင်တဲ့အစာအစာတွေကိုသာ ရွေးချယ်စားသုံးသင့်ပါတယ်။အရေရွှမ်းတဲ့တစ်သီးတွေ၊ရေတွေ၊အာဟာရဓာတ်ပြည့်ဝတဲ့အရေတွေကို များများတောက်ပေးပါ။ယောဂလေ့ကျင့်တာမျိုး၊စိတ်တည်ငြိမ်အောင်တရားထိုင်တာမျိုးပြုလုပ်ပေးပါ။နံပါတ်3မိမိကိုယ်ကို အပြစ်တင်ခြင်းမိမိကိုယ်ကို အပြစ်ရှိတယ်လို့ခံစားရချိန်မှာငါတတ်နိုင်သလောက် အကောင်းဆုံးလုပ်ခဲ့ပြီးပြီးကိုကိုကိုအပြစ်တင်မှုတွေစွန့်လွတ်လိုက်တော့မယ်ဆိုတဲ့စိတ်ထားမျိုးမျိုးပါမြက်ခင်းပြင်ပေါ်လမ်းလျှောက်ပါနနက်ခင်းနေအောင်ကြည်နွေးနွေးလေးရယူပါသင်ကိုစိတ်တော့ကရောက်စေမဲ့အကြောင်းအရာတွေကို တွေးတော်ခြင်း မပြုတ်လုံးသင့်ပါဘူးနံပါတ်၄ပူဆွေးဝမ်းနေခြင်းဘယ်အကြောင်းကိစ္စမျိုးနဲ့မဆို ပူဆွေးဝမ်းနေသည့်ဖြစ်စေစိတ်ထဲကြကြမထားပါနဲ့အဲ့ဒီခံစားချက်ကို ထိန်ချန်ထားပြီးတော့ရှေးဆက်လျှောက်လန်းရမယ့်ဘဝခီးလန်းကို အကောင်းဆုံးဖြစ်အောင်ဘယ်လိုလှုံ့ဆော်ရမလဲဆိုတာကိုအစီအစဉ်ချမှတ်ပါစိတ်ပျော်ရွှင်မှုရစေမယ့်နေရာတနေရာကို ခွင့်ရရှိယူပြီးခီးထွက်ပေးပါ လက်ဆက်တဲ့ဟင်းဒီဟင်းရွက်တည်သီးဝလံအရွက်တုပ်တွေကို များများစားပေးပါနံပါတ်5တိခတ်နိုင်စွမ်းမရှိခြင်းစိတ်ဆိုးဒေါသထွက်တယ်ဆိုတာတိခတ်နိုင်မှုအတိုင်းအတာထက် ကြော်လွန်သွားခြင်းကြောင့်ဖြစ်ရပါတယ်။ဒါပေမဲ့မကြာခဏဆိုသလိုဒေါသထွက်လွယ်နေမယ်ဆိုရင်တော့ကျမ်းမာရေးထိခိုက်လာပါလိမ့်မယ်။ဒီလိုလူတွေအနေနဲ့တိခတ်နိုင်စွာမြင့်တက်လာဖို့အကောင်းဆုံးနည်းလမ်းကတော့တရားထိုင်ပေးတာပဲဖြစ်ပါတယ်။တကယ်လို့တရားမရှုမှတ်တတ်သေးရင်အေဂျင့်တိတ်ဆိတ်တဲ့နေရာမှာတယောက်တည်းမျက်လုံးပိတ်ထိုင်ပြီးတခြားဘာကူမှမစင်စားပဲအသက်ရှူသွင်းရှူထုတ်ခြင်းကိုပဲအာယုံစိုက်ပေးထားပါ။ ဒေါသအိုးတွေစားသင်းတဲ့အစားအစာတွေက အခွန်မာသီးအဆိပ်အဆံငါတန်လွင်စီနဲ့ထောဖက်သီးတွေပဲ ဖြစ်ပါတယ်ဒီဗီဒီယိုမှာဖော်ပြခဲ့တဲ့ စိတ်ခံစားချက်တွေက ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အတွက်တခြားသူတွေနားဆင်နိုင်အောင်လဲရှယ်သွားပေးကြပါဦးအားလုံးပဲကိုစိတ်နှပြကျန်းမာချမ်းသာကြပါစေ